ဖရာအလောင်းတော်တောထွက်သွားတဲ့အခါစတောရီယာမိဖုရားရဲ့တန်တာပုံဂါထာရွတ်ဆိုပါမယ်။ဟာမရှပိတိဇဏနာဟာမမနာရဘုံကဝါဟာမမတုရူပရူပဟာမမဝရလက္ခဏာမရှံမရိအဖြစ်မောင်ကိုချစ်၍တောပြကိုခံတော်မှာဆံလည်းရဲ့တောရန်ဖြစ်မျောနမတော်ဤ ဘိတ္တဇဏနာအတုံးရင်ရင်မမုန်းခြင်းအောင်ပြုံရွှင်စေတဲ့ဦးမောင်းတော်မြတ်ဖရာဟာယခုမှာပင် မပျော်ရွှင်အောင်တမင်းဆောင်လည်းရဲ့တောတောင်တာကံမောင်းတော်လှမ်း၍မြန်ရတော်မူလေရင်ဖရာမမဂိန္ဒရေဘဝတုန်းကချုံချုံချလည်းရဲ့တန်တာနောင်နေမှောင်ရေးဖြင့်တွေးကတွေးကငိုကြွေးကြရပါတော့နရမတော်ဤ နရဘုံကဝလူနာကောင်းအောင်တောင်းအထောင်းဤခေါင်းဆောင်ရှိသွားဦးမောင်းတော်မြတ်ဖရာဟာတဖန်ယခုငိုအောင်ပြု၍ဆုစုကိုရှောင်းတောတောင်းတာကမောင်းတော်လှမ်း၍မြန်းရလေရင်ဖရာမမအမရာမီအခါစေဝဲတာကြီးရှင်မျောအရှင်ကျော်အောင်ထင်ပေါ်စေမူဂုဏ်ကြီး၍ပြုခဲ့ရတော်နမတော်ဤ တူရူပရူပတတ္တေနေဝံထွန်းတေလာစံပွန့်တေပန်းတို့လမ်းစံမြင့်ကျွယ်ဘရင်အလဲမအတင့်တေဆုံးဖြစ်တော်မူသော မောင်းတော်မြတ်ဖေရာဟာတွေးတော်နုနုတာရွှေဥမြမရှုနိုင်အောင်တောတောင်တာကံမောင်းတော်လှမ်း၍မြန်းရဲ့လေးချင်းဖေရာမမလေးတင်းချီထဟုဟုဘက်က မပြတ်နာကူမောင်တို့ကိုရှုမောင်းတော်ပြု၍ယခုရတော်နှမတော်ဤဝရလက္ခဏာယောက်ျားမြတ်တို့အမတ်တစိတ်ဖြင့်ခန်းနှိတ်စုံလင်းကုန်အင်ကြီးမဦးမောင်းတော်မြတ်ဖရာ ဟာတရားအတ္တဖရာဖြစ်မှတားခြင်းနဲ့အတူနာယုံမြီမှန်းစာလျက်တန်တာကတကူကြီးဖြင့်ငိုကြွေး၍ကြံ့ရရကြီးပေါ်ဖျား ဤကထာဒီပါဠိပိဂတောကျမ်းဂန်တို့၌လာရောဂါထာမဟုတက္ကတာဇလုံးတို့ဖြင့်ရိုက်နေအပ်တော်လာလိတဝိထာရတုတ်တန်ခေါ်မြောက်ပိုင်းမဟာယာနဘုရားဘာသာကျမ်းစာမှာလာတဲ့ဂါထာဖြစ်ပါတယ်ဟာမရှပိတိဇန္နနာဟာမမနရဘုံဝါဟာမမတုရူပရူပဟာမမဝရလက္ခဏာ မရှမ်းမရီအဖြစ်မောင်ကိုချစ်၍တောပြကိုခံတော်မှာဆံလျက်တော်ရန်ဖြင့်ပြောနမတော်ဤပိဋိဇနနာအတုံးရင်ရင်မမုံရင်အောင်ပြုံးရွှင်စေတတ်ဦးမောင်းတော်မြတ်ဖရာဟာယခုမှာပင်မပြောရွှင်အောင်တမေရှောင်းလည်းရဲ့သောတောင်တာကံမောင်းတော်လှမ်း၍မြန်ရတော်မူလေရင်ဖရာ မမဂေနရီဘွားတို့ကအချုံချုံချလည်းရဲ့တန်တားနှောင်းနေမောင်အေးဖြင့်တွေးကတွေးကငိုကြွေးကြရပါတော့နမတော်ဤနရဘုံကဝါလူနာကောင်းအောင်တောင်းအထောင်ဤကောင်းဆောင်ရှိသွားဦးမောင်းတော်မြတ်ဖေရာဟာတဖန်ယကုမောင်းငိုအောင်ပြု၍စုစုကိုရှောင်းတော်တောင်းတာကမောင်းတော်လှမ်း၍မြန်းရဲ့လေရင်ဖေရာ မမအမရာမိခါစီဝဲတာကြီးရှင်ပြောအရှင်ကျော်အောင်ထင်ပေါ်စေမှုကုညီဝေပြုကြရတော့နမတော်ဤသူရူပရူပတတ္တနေဝန်ထွန်းတဲ့လာဆန်ပွင့်တဲ့ပန်းတို့လန်းဆန်းမြင့်ကျွဲဘရင်အလယ်မှာအတင့်တဲ့ဆုံးဖြစ်တော်မူသောမောင်တော်မြတ်ဖေဟာဟာတွေ့တော်နုနုတာရွှေဥမြမရှုနိုင်အောင်တောတောင်တာကမောင်တော်လှမ်း၍မြန်းရဲ့လေခြင်းဖေဟာ မမလေးတင်ချေတဲ့ဟူဟူဘက်က မပြတ်နကူမောင်းတော့ကိုရှုမောင်းတော့ပြုရခုရတော်နမတော်ဤဝရလက္ခဏာယောက်ကျမ်းမြတ်တို့ယမတသိဖြင့်ခန့်နေစုံလင်ကိုယင်ကြီးမအိုးမောင်းတော်မြတ်ဖရာ ဟာတရအတေဖရာဖြစ်မှတားခြင်းနဲ့အတူနာယူမီမှန်းစာလည်းတန်တကားတကူရေးဖြင့်ငိုကြွေး၍ကြံရရရေးပေါ်ဖရာ ဟာမရှပိတိဇန္နနာဟာမမနရဘုံကဝါဟာမမတုရူပရူပဟာမမဝရလက္ခဏာမရှံမရိအဖြစ်မောင်ကိုချိပြီတောပြေကိုခံတောမဆန်းလျက်တောတန်းပြင်ပြောနာမတော်ဤပိတိဇန္နနာအတုံးရင်ရင်မမုံးရင်အောင်ပြုံးရှင်စေတဲ့ဩမောင်းတော်မြတ်ဖရာဟာယခုမှာပင်မပြောရှင်အောင်တမင်းရှောင်းလိုက်ရဲ့ တောတောင်တာကံမောင်းတော်လှမ်း၍မြန်းရတော်မူလေခြင်းဖရာမမကိန်းရီဘဝရုံကချုံချုံချလည်းရဲ့တန်တာနှောင်းနေမောင်အေးဖြင့်တွေးကတွေးကငိုကြွေးကြရပါတော့နမတော်ဤနရဘုံကဝါလုနာကောင်းအောင်တောင်းအထောက်ဤကောင်းဆောင်ရှိသောအိုးမောင်းတော်မြတ်ဖရာဟာတပန်ရခုငွအောင်ပြည့်စုစုကိုရှောင်းတော်တောင်းတာက မောင်းတော်လှမ်း၍မြန်းရလေခြင်းဖရာ မမအမရာမီအခါစီဝေတာကြီးရှင်မျိုးအရှင်ကျော်အောင်ထင်ပေါ်စေမူကုညီ၍ပြုကြရတော်နှမတော်၏သူရူပရူပတက်တဲ့နေဝန်ထွန်းတဲ့လာဆန်ပွင့်တဲ့ပန်းတို့လမ်းဆန်းမြင့်ကျွေးဘင်းအလဲမှာအတင့်တဲ့ဆုံးဖြစ်တော်မူသောမောင်းတော်မြတ်ဖရာဟာတွေ့တော်နှုနှုတာရွှေဥမြမရှုနိုင်အောင်တောတောင်တာကမောင်းတော်လှမ်း၍ မြန်းရတော်မူလီရင်ဖရာမမလေးတင်ရှိတဲ့ဟူဟူဘက်ကမပြတ်နဲ့ကူမောင်တို့ရှုမောင်တို့ပြုယခုရတော်နမတော်ဤဝရလက္ခဏာယောက်ျားမြတ်တို့အမတ်တသိဖြင့်ခနိုင်စုံလင်ကိုအင်ကြီးမအိုမောင်တို့မြတ်ဖရာဟာတရားအတေဖရာဖြစ်မှာတားခြင်းနဲ့အတူနှာယူမြီမန်းစာလည်းရဲ့ တန်တကားတကူရေးဖြင့်ငိုကြွေး၍ကြံ့ရရေးပေါ်ဖရာဤဒီမှာဖရာလုံးတောထွက်တော်မူသည့်အခါယတောရယာမိဖရာဤတန်တဘုံဂါထာဖြစ်ပါတယ်ယတောရယာအလောင်းလျာဟာမရီရီဝီမိဖရာဘဝတုန်းကလည်းဖရာလောင်းတဲ့သူတောထဲမှာတိတိတိရသည်တိဥဒီကိုင်းလျက်ပါရမီ ဖြည့်ကြရပါတယ်ဒါကြောင့်ယတောရယာရဲ့တန်တဘုံဂါထာကိုရွတ်ဆိုပေးပါတယ်